ဒီနေ့အပိုင်းမှာတော့နီးပြကြီးဆေးရုံဆင်းလာခဲ့ပြီဖြစ်ပြီးဤဘိုးလေ့ကျင့်ရေးမှာမကူပေးနိုင်ခဲ့လို့ပြိုင်ပွဲအတွက်ဆိုးရိမ်နေရပါတယ်။အဲနောက်ဤဘိုးတို့ဝိတန်းချိန်ကြတဲ့အခါထိုင်းမောက်စာပုံချမ်းအောင်တွေးလိုက်ရပြီးသူတို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်ကဆောင်ရမ်းမိုင်းနေကြပါတယ်။ဤဘိုးကပုံချမ်းရဲ့ body အမိုက်စားကြီးကိုမြင်လိုက်ရတော့သူ့ရဲ့ထိုးချက်တွေမထီရောက်မှာကိုဆိုးရိမ်နေပြီးညာဘက်မှာပါလေ့ကျင့်ဖို့လှုပ်နေပါတယ်။နီးပြပြောခဲ့တဲ့အထုံးမခံရခင်ထိုးရမယ်ဆိုတဲ့စကားကြောင့်ဤဘိုးကတိုက်စင်းတဲ့ခံစစ်ကိုပေါင်းဆက်ပြီးထိုးနိုင်ဖို့ဦးစားပေးလေ့ကျင့်ပါတယ်။ ။ဦးမဲသာဝါကလည်းအီဘိုးရဲ့ထူကြတဲ့လှုပ်ရှားမှုတွေကိုမြင်လိုက်ရပြီးအံ့ဩသွားခဲ့ရပါလိမ့်။နောက်တစ်ရက်ပြိုင်ပွဲနေ့မှာတော့အီဘိုးရဲ့အဓိကပွဲအတွက်အာအိုခီယာအဖွင့်ပွဲထိုးပေးရမှာဖြစ်ပါလိမ့်။ ဖာကြီးဆိုပြီးနာမည်ရထားတဲ့အော်ခိရဲ့ပြိုင်မန်းမှာမွေပုံတတူတခုရှိနေရာကြောင်းဖာကမွေကိုမနိုင်မှုဆိုပြီးပြိတဲ့တွေကအော်ဟစ်ပြောနေကြပါသည်။ဒါပေမဲ့အော်ခိကတော့အဲ့ဒီအော်တန်တွေကိုဂရုမစိုက်ပဲသူ့ဘက်မှာသူ့ကိုအစွားကုန်အားပေးနေမဲ့ချေရသူလေးရှိနေရာကြောင်းပထမအချိန်မှနေပျောင်ပျောင်လွှားတဲ့လှုပ်ရှားမှုတွေနဲ့ပြိုင်မန်းကိုအသာသီးရနေခဲ့ပါသည်။စော်လေးရဲ့အားပေးမှုကနေရရှိလာခဲ့တဲ့ခွန်အားတွေနဲ့ပဲအော်ခိကပြိုင်မန်းကိုလွယ်လွယ်ကူကူနဲ့အနိုင်ရလိုက်ပါသည်။ ယောက်ျားတွေအတွက်ကောက်ွယ်ပေးရမယ့်တစုံတစ်ယောက်သာရှိလာခြင်းပုံမှန်ထက်ပိုဆွမ်းလာကြတယ်ဆိုတာကိုခီမူရာကလည်းသဘောပေါက်ကြောင်းတွေးမိနေပါသည်အဲဒါကြောင့်သူကောက်ွယ်ပေးခြင်းနဲ့သူမအကြောင်းတွေးရင်ကျိုးဝိုင်းနဲ့ဝင်လာတဲ့အချိန်သူမကတော့ဘဲတပွေနဲ့အတူရှိနေတာကိုခီမူရာမြင်လိုက်ရပါသည် ခင်မူရကဂျိုဝိုင်းထဲမှာထိုးနေတဲ့အချိန်ဤဘိုကတော့ဒီဘွဲမှာကျင်းသေးပေါ်အနိုင်ယူမယ်ဆိုပြီးတွေးနေခဲ့ပါတယ်ဂျိုဝိုင်းထဲမှာတော့ခင်မူရကနှစ်ကြိမ်နောက်လဲကြထားပြီးပြီဖြစ်ပေမဲ့သူ့မှာကာကွယ်ပေးရမယ့်အရာရောဆုံးရှုံးစရာရောမရှိတော့လို့ကြောက်စရာမရှိတော့ဘူးဆိုပြီးပြိုင်ဘက်ကိုအားကုန်တိုက်ခိုက်ရင်းအနိုင်ယူနိုင်လိုက်ပါတယ်နောက်ဆုံးတော့အဓိကပွဲစဉ်ဖြစ်တဲ့ဤဘိုအလဲကိုရောက်ရှိလာခဲ့ပြီးဤဘိုအတွက်၅လကြာပြီးမှခိုရာခူဝဲခမ်းမတွေကိုပြန်ရောက်လာခဲ့တာဖြစ်ပါတယ် ရှောင်းလန်းတစ်ခုလုံးကတိုက်ဆိုင်နေပေမဲ့လည်းပြိသက်တွေအရှိကိုရောက်တဲ့အခါမှာတော့သူ့ကိုစောင့်မျှော်နေတဲ့လူတွေအများကြီးရှိရဲဆိုတာကိုမြင်တွေ့လိုက်ရပါတယ်။ပထမဆုံးရှုံးပွဲအပြီးငါးလအကြာမှာဂျိုဝိုင်းတဲကိုပြန်ဝင်လာခဲ့တာဖြစ်လို့အီဘိုအတွက်အရေးကြီးတဲ့ပွဲတစ်ခုဖြစ်ပါတယ်။သတင်းတော်ဖူဂျီနဲ့ဦးမဲသာဝါတို့ကအီဘိုကိုအားပေးရင်စကားပြောဖြစ်ကြပြီးဦးမဲသာဝါကအရင်ကနဲ့မတူညီတဲ့အရာတစ်ခုကိုအီဘိုလှုပ်ပြတော့မယ်လို့ခံစားနေရကြောင်းပြောပြပါတယ်။ နီးပြကပထမအကြီးမှာပြိုင်မက်ကိုလေးလာဖို့မှာထားပြီးပထမအကြီးစားတဲ့အခါမှာတော့အီဘိုကနှောက်ဆက်လက်သီးတိုက်ဖို့လုပ်ပေမဲ့ပုံချိုင်းကရုတ်တရက်တိုက်ခိုက်လာခဲ့ပါသည်အဲဒါကြောင့်အီဘိုပြိတဲ့တွေလည်းဒေါကန်သွားကြပြီးအီဘိုကတော့ပုံချိုင်းကိုလေးလာရင်သူ့ရဲ့ထိုးချက်တွေကိုရှောင်နေကနီးပြကလည်းအီဘိုစီမှာဘောက်စာတရားရဲ့မျက်နှာထားကိုပြင်မြင်နေရပြီလို့ပြောပါသည် အီဘိုကဘယ်လက်တီနဲ့ပြိုင်မဲ့ရဲ့အချိန်ကိုတက်လိုက်ပြီးညာလက်တီနဲ့အနောက်ထိလွင့်သွားအောင်ထိုးပေးလိုက်ပါသည်။အီဘိုကပဲဒလဇက်လက်တီတွေထိုးလာခဲ့ပြီးအနောက်ဆက်သွားတဲ့ပုံချိုင်းစီကိုအရင်ကနဲ့မတူညီတဲ့လှုပ်ရှားမှုမျိုးနဲ့ချီးကပ်သွားပါသည်။ပုံချိုင်းဘလောက်မှလဲဆိုတာသိချင်လို့အကောက်ွယ်ပွင့်သွားတဲ့အချိန်ထိုးလိုက်ပေမဲ့ပုံချိုင်းကဒါတက်ရဲ့နီလန်းလိုမျိုးပဲအီဘိုရဲ့လက်တီတွေကိုလမ်းညောင်းလွှဲလိုက်ပါသည်။ ပိုဆိုင်ဘက်ကဒလဇက်ပြန်ထိုးလာတဲ့အခါဤဘိုကလည်းအနောက်ဆုံးမသွားတော့ပဲကျုံဝဲအလဲမှာထိုးချက်တွေဖလှယ်နေကြရင်ဤဘိုကဘော်ဒီကိုထိုးပြီးမေယိုးကိုထိုးပြီးလိုက်ပေမဲ့မထီရောက်သွားတဲ့အပြင်ပိုချိုင်းရဲ့လက်သေးကိုအမြန်ရှောင်လိုက်ရပါသည်ပိုချိုင်းရဲ့မျက်လုံးတွေမှာအနိုင်ရဖို့ဆုံးဖြတ်ချက်ချထားတဲ့အကြည့်တွေကိုဤဘိုမြင်နေရပြီးအဲအချိန်မှာပဲပထမအကြည့်ပြီးသွားခဲ့ပါသည်ပိုချိုင်းကဤဘိုးရဲ့အပြင်းနဲ့ထိုးချက်တွေကိုမှတ်မှုရတဲ့အထိခန္ဓာရည်အကောင်းနေရာကြောင့်ဦးမဲသာဝါကစိတ်ပူနေပြီးနီးပြားကတော့အမတ်ရောက်ယူဖို့မှနေပါသည် ဒုတိယအချိန်စားတဲ့အခါမှာတော့အီဘိုကဒီအချိန်မှာပြိုင်မက်ကိုအလဲထိုးမယ်ဆိုပြီးယုံကြည်ချက်ရှိရှိပြောသွားတာကြောင့်မိပြားနဲ့ယာကီတို့လည်းအံ့ဩသွားပါရင်ပွဲပြန့်ထိုးချတဲ့အခါမှာတော့ပိုချိုင်းရဲ့ရရတင်းတင်းတိုက်ခိုက်မှုတွေကိုနီးပြကြည့်မင်းနေရပြီးအီဘိုဘာတွေလုပ်ပြမလဲဆိုတာစောင့်မျှော်နေပါရင် ဤဘောကပုံချမ်းကိုတစ်ချက်နှစ်ချက်တော့ပြန်ထိုးနိုင်ပေမဲ့ပုံချမ်းရဲ့ထိုးချက်တွေကိုအသေးအသက်ရှောင်နေရတာကြောင့်သူရဲ့ပြည်သက်တွေကစိတ်ပူနေကြပြီဖြစ်ပါရင်ဤဘောကပြိုင်မက်ကိုအလဲထိုးမဲ့ဆိုပြီးယုံကြည်ချက်ရှိရှိပြောခဲ့ကြကြောင်းတခုခုလုံပြတော့မယ်ဆိုတာနီးပြကြီးကသိနေပြီးအဲအချိန်မှာပဲဤဘောကပြိုင်မက်ရဲ့ထိုးချက်တွေကိုရှောင်ချရင်ပြန်လဲတိုက်ခိုက်လာခဲ့ပါရင် တစားထဲမှာပဲအချိန်ရလာတဲ့အခါအပေါ်ပိုက်ခန္ဓာကိုယ်ကိုရိန်ထိုးရင်းနှစ်ဖက်လုံးကလက်သီးတွေနဲ့အားရပါးရထိုးလာခဲ့ပြီးပိုချိုင်းရဲ့အမြင်မှာအီပိုးကိုဖမ်းဖို့ခန့်နေပါရင်ဒါကတော့အမေရိကန်ဘောင်စီလောကရဲ့အတိတ်တုန်းကနေရက်တွေမှာနာမည်ကြီးခဲ့တဲ့ဒမ်စီရိုးထိုးချက်တွေဖြစ်ပြီးအဲ့ဒီအားရပါးရထိုးချက်တွေကြောင့်ပိုချိုင်းလဲကျသွားခဲ့ရပြီးပြန်မထနိုင်တော့တဲ့အထိဖြစ်သွားခဲ့ရပါရင်အီပိုးရဲ့တကြောပြန်ပွဲမှာချွင်းချမ်းမရှိပြိုင်မက်ကိုအနိုင်ယူပြခဲ့ပြီးအီပိုးကိုယ်တိုင်ကတော့သူတုံခဲ့တဲ့နီစနစ်ကဒမ်စီရိုးဆိုတာကိုမသိခဲ့ပါဘူး ဒမ်စီရိုဆိုရာကတော့20ရာစုခေတ်မှာကမ္ဘာချန်ပီယံဖြစ်တဲ့ဂျက်ဒမ်စီကသူ့ဝိုက်တန်းမှာရှိတဲ့လူကောင်ကြီးတွေကိုအလဲထိုးဖို့အသုံးပြုခဲ့တဲ့ဒီစနစ်ဖြစ်ကြောင်းသတင်းတောက်ဖူကြီးကပြောပြပါလိ။ဥကောင်းကိုအင်္ဂလိပ်ကနန်းအခက်ရအဲ့ပုံစံပပတ်လက်လှူရှာမှုနဲ့လှိမ့်နေမှာဖြစ်ပြီးအဲ့ဒီကနေရရှိလာခဲ့တဲ့တုံးငန်အားကိုအပြင်းနဲ့ထိုးချက်အဖြစ်အသုံးပြုရတာဖြစ်ပါလိ။ ။ဤဘုကွန်အင်တာဗျူးနေ့တဲ့အချိန်သူရဲ့ပရိသတ်တွေကလက်ရှိချန်ပီယံဖန်တို့ကိုတိုက်ခိုက်ဖို့အော်ဟစ်အားပေးနေကြပြီးဖြစ်ရှင်တော့ပရိသတ်တွေကြားထဲမှာဆန်တို့လည်းရှိနေကြပါလိမ့်။အဲနောက်ဆန်တို့ကဤဘုအပေါ်အကျွေးတင်ထားတာကြောင့်ယောက်ျားချင်းချိန်မှရမယ်ဆိုပြီးစိန်ခေါ်လိုက်တဲ့အခါဤဘုကလည်းဒီစိန်ခေါ်မှုကိုလက်ခံလိုက်တာကြောင့်ဤဘုနဲ့ဆန်တို့ရဲ့တကြောပြန်ထိုးပွဲကိုလည်းပြန်မြင်ရတော့မှာဖြစ်ပါလိမ့်။အခုချိန်မှာဤဘုအတွက်ပရိသတ်တွေရှိနေကြပြီဖြစ်ပြီးဂုံဒီရဲ့ရှိရှိနဲ့အနိုင်ရတဲ့ပွဲကသူ့အတွက်ဂျင်းနဲ့စရာကောင်းနေကြပါလိမ့်။ ောက်တစ်ရက်မှာတော့သတင်းတွေထဲမှာအီဘိုအနိုင်ရခဲ့တဲ့ပွဲထက်အီဘိုနဲ့ဆန်နိုတို့ရဲ့စင်ကာပွဲကခေါင်းကြီးပိုင်းနေမှာပါလာခဲ့ပါတယ်အီဘိုကထိုးပွဲမှာလုံးဝအထီးအခိုက်မရှိခဲ့တာကြောင့်အနားမယူတော့ဘဲဂျင်းမလေးချင်းနေပြီးအာဟခီကလည်းအနိုင်ရခဲ့လို့ပြောနေပါတယ်ဒါပေမဲ့ထိုးပွဲမှာအထီးအခိုက်များခဲ့တဲ့ခင်မူရာကတော့အဖျားကြီးနေပြီဖြစ်လို့အသက်လူနေရကြောင်းတခါမူရာကပြောတဲ့အခါအာဟခီလည်းစိတ်ပူပြီးခင်မူရာစီပြေးသွားခဲ့ပါတယ် တကယ်တော့ခီမူရာကတာမန်အဖျားမျိုးဖျားနေတာမဟုတ်ပဲသူကွယ်ပေးခြင်းမီတဲ့အမျိုးသမီးလေးကအခြားကောင်းတော့ပါတော့တာကြောင့်အသက်ကွယ်ကျော်ကခံစားနေရတာဖြစ်ပါလိမ့်အဲအချိန်ဤဘူကခီမူရာမွေးထားတဲ့ငါးကြီးကိုမြင်လိုက်ရတော့သဘောကျသွားပြီးဘေးနက်ကအစာတွေကောက်ကျွေးနေပါလိမ့်ခင်မူရာကတော့သူစိတ်ခွန်အားတွေရဖို့အတွက်မိမတွေကိုမျှော်လင့်ချက်ထားတော့မှာမဟုတ်ပဲကိုယ့်အတွက်ကိုတိုက်ခိုက်တဲ့သူတွေကပဲတမ်းမာတာဖြစ်ကြောင်းပြောပါရင်တခါမူရာကအသက်ကွယ်နေတဲ့တငယ်ချင်းကိုကူညီပေးတဲ့အနေနဲ့ခင်မူရာနဲ့သူခရက်လေးတို့အတူရိုက်ထားတဲ့ဓာတ်ပုံတွေကိုတစားစီလုပ်ပြပါရင် ။ဤဘိုကျွေးလိုက်တဲ့ငါးသားတွေကလည်းတကယ်တော့ခင်မူရာရဲ့အဖျားပြောက်စီတွေဖြစ်နေရာကြောင်းငါလေးလည်းမာလာကီရသွားခဲ့ပါသည်။ခင်မူရာကသူ့ခရက်လေးရေကိုအယူအမှုဖြစ်လို့ငါတို့ကရေကိုလို့နာမည်ပေးထားပြီး အခုတော့အဲ့ဒီငါလေးပါမရှိရလို့မစီမဆိုင်အောက်ခိရပေါ်ဒေါသတွေပုံချနေပါရင်အဲ့အချိန်တခါမူရကအေဗန်နဲ့မှအောက်ခိနဲ့ခင်မူရတို့ရဲ့ကြောင်းသားဘဝတုန်းကဓပုံတွေကိုတွေးလိုက်ရတော့ခွတ်တိုးခွတ်လန့်ချိန်နေပြန်ပါရင်အောက်ခိနဲ့ခင်မူရတို့ကြောင်းသားဘဝမှာအထာကျတဲ့ကြောင်းသားဖိုက်တာတွေဖြစ်ခဲ့ကြပြီးရံပွဲတွေပဲပတ်ချနေခဲ့တာဖြစ်ကြောင်းခင်မူရကပြောပြပါရင်အဲအခါမှာတော့အီဘိုလဲဒီလိုမျိုးအထာကျတဲ့ကျောင်းသားဖိုက်တာကြီးတွေကဘာကြောင့်ဘောင်စင်လောကထဲဝင်ရောက်လာခဲ့တာလဲဆိုတာသိချင်သိမ့်တဲ့မေကြီးပါရင် လွန်ခဲ့တဲ့9နှစ်တုန်းကအာဟုတ်ခိနဲ့ခင်မူရာတို့ဟာအတွဲညီခဲ့ကြပြီးခင်မူရာကဆိုင်ကယ်ကိုဖိုက်တာလိုမောင်းကအခြားကြောင့်ကောင်းတွေစီဥတီသွားခဲ့ပါသည် အဲကောင်တွေကအာဝခိတို့ရဲ့အတန်းဖို့အနိုင်ကျင့်နေကြတာဖြစ်ပြီးအာဝခိတို့ကပါရက်စပန်မထားပဲဖျက်ချနေကြပါရင်ဒါပေမဲ့အာဝခိကတော့အထာကြကြနဲ့သူ့ဘောကိုပဲကိုင်းနေခဲ့ပြီးအဲနောက်မှာဖျက်ချနေတဲ့ငနယ်လေးတွေကိုတကယ်ပြေးအောင်ဘလို့ဖျက်ရတာလဲဆိုတာပညာပြပေးခဲ့လိုက်ပါရင်ပွဲပြီးသွားတော့ခင်မရာရဲ့စကီအကြံကြီးနဲ့ဆိုင်ကယ်ကိုဖိုက်တာလို့မောင်းသွားခဲ့ပါရင်သူတို့ကကြောင်သားလူမိုက်တွေဆိုပေမဲ့ကိုကြောင်ကလူတွေကိုကာကွယ်ပေးတဲ့တာကြောင့်နာမည်ကောင်းရထားတဲ့အပြင်ရုပ်ဆိုးမလေးတွေကိုပဲကြိုက်တတ်တဲ့အာဝခိမှာအရန်လာတဲ့ကောင်မလေးတစ်ယောက်ပါဆိုင်ထားပါရင် အဲ့အချိန်မှာခီမူရာကတော့ရန်ဘွဲတင်းနဲ့လုံမှန်းနေရတာစိတ်ကုန်နေခဲ့ပြီးဖြစ်ပြီးသူတို့အနားမှာရှိနေတဲ့ကဖားတွေကိုလည်းတတိထားမိလာခဲ့ကအနာကဲအတွက်စဉ်းစားမိလာပါရင်သူအခုလုံနေတဲ့အရာတွေကသူ့အမေအတွက်ဂုံညိုးစရာကြောင်းတကဘာလုံးကလက်ခံနိုင်မဲ့အရာတစ်ခုခုကိုလှုပ်ချင်ပေမဲ့မလုပ်ရမလဲဆိုတာစဉ်းစားမရဖြစ်နေပါရင်လှုပ်စရာမရှိလို့အတွေးလို့နေရင်ဆိုင်ကယ်ကိုလီဗာအကောင့်တင်လိုက်ပေမဲ့မလက်ကီးရမှကြောက်လို့အချိန်ပြန်လျှောက်လိုက်ရပါရင်အဲ့တော့အလဲတန်းတို့ကတကယ်ချင်းခါမီယာဆိုသူကိုတွေးလိုက်ရပြီးခါမီယာကခရာရစ်တင်နေတယ်ဆိုတာသိလိုက်ရပါရင် ခမီယာကမျိုးရမ်းမအဖွဲတစ်ခုကိုပြင်ခဲ့တာခီမူရာလို့လာဆိုပြီးမေးတော့ခီမူရာကလည်းဟုတ်တယ်လို့ဖြေလိုက်ပါတယ် အခုအဲ့ဒီအဖွဲ့ကကောင်တွေကအာကောင်နဲ့အကူတွေခေါ်ပြီးခင်မွန်းနဲ့အာအခရုပ်ကိုလက်ရှာနေပြီဖြစ်လို့ဂေယူဆိုင်ဖို့ခါမီယာကပြောပြီးထွက်သွားပါလိမ့်တခါမှတော့အဲ့တဲ့င်းကိုကြားသွားတဲ့အာအိုခီယာကျောင်းဝကဖာလေးတွေနဲ့သူတို့ကိုလိုက်ရှာနေတဲ့ကောင်တွေကိုပြန်ရှာနေပြီးဂိမ်းတဲ့တဆိုင်မှာတွေ့လိုက်ရပါသည်အဲ့ဒါကြောင့်အထာကြကြပဲအနောက်ကနေခေါင်းဂိမ်းတဲ့နဲ့မိတ်ဆက်ပေးလိုက်ပြီးတစ်ချက်လောက်ပြစ်ကန့်ပေးလိုက်တော့မှောက်သွားခဲ့ပေမဲ့ပြန်လာတဲ့အခါတခါမှူလာကြီးဖြစ်နေခဲ့ပါသည်